အဲ့ရတော့မျိုးစုံ၆ခန့်ဟာမူတယ်။ဘာလို့ဆိုတော့တိဘက်ကအဲတိဘက် tourism ကပေါ့နော်။ကျောင်း second year လောက်မှာနေပြီးတော့မှသွားပြီးတော့တလားပဲဖြစ်ဖြစ် volunteer သွားလုပ်ရတဲ့အခါမျိုးရှိတယ်။ဆိုတော့အဲ့လိုချိန်မျိုးမှာအဲတွေ့ကြုံရတာပေါ့နော်။အဲ့လိုအခန်းထဲမှာသူကဒီမှာပဲနေတာအရင်ကြနေဖြစ်တဲ့အတွက်အဲလှုပ်တိုင်းကလေးမတက်တာရေရေလောင်းတာရေဝုန်းနိုင်ကျရာရေလူကောင်ကြီးတော့တိမမြင်ဘူ ဒါပေမဲ့အဲ့လိုမျိုးကြီးကြုံခဲ့ဘူးတယ်အဲပြီးလို့ရှိရင်တီရီရဲ့တူမလေးပေါ့ငငယ်လေး तू ကအပြစ်မှာကစားပြီးတော့အဲ့လိုလက်ပြကက်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူနဲ့တူတူအိတ်တဲ့အချိန်မှာသူအဲ့လိုမျိုးဖြစ်တာကိုမြင်ဖို့ရဲ့အဲ့ကဲတေးရတခြားတစ်စိမ့်တယောက်နဲ့ဆိုရင်ဟိုနည်းနည်းမအိတ်ရဲ့ခင်ဗျာနည်းနည်းဝင်သွားပါတော့အဲ့လို normal မဟုတ်တဲ့အိတ်နေရာမျိုးမြင်မြင်ဖို့ထားတော့လေဆိုတော့အဲ့လိုမျိုးလေးတော့ကြုံခဲ့ဘူးပါ လောက်လျှောက်တွေ့နေလေ။ပြရောက်ကြာယူလို့ရှယ်ကိုယ်တိုင်ရှာကြည့်မလား။ချစ်လို့ယူပြီးပိုင်သိမ်းတာ။ခိုင်းစားဖို့ဆိုယူမယ်။ဟာမိုင်းလိုက်လား။ဟုတ်ကဲ့အဲတီဗီကပြန်မပြောရရုပ်ရှင်ထဲမှာယမင်းဆိုတဲ့ character လေးပေါ့ယမင်းကဒီအခြေခံ runner အဲ day night ဒီ store ဆိုင်မှာလှုပ်လှုပ်တက်ကောင်မလေးပေါ့နော်အဲ character လေးနဲ့ အဲတယောက်ဆောင်ထားပါတယ်။သူဆက်ကြအရန်ထူးကြတယ်မှာ။ရန်ထူးကြတယ်ဒါပေမဲ့ပြောလို့မရတာခံတယ်။ဒါပေမဲ့ TV ကိုအဲ့ဒါဒီကားရိုက်တာလွန်ခဲ့နှစ်နှစ်လောက်ကြာရပါတော့။အဲ့ကဲ TV ကိုအကုန်လုံးကနာမည်ပြောင်းခေါ်လာ nickname လေးပေးထားအဲ့ nickname လေးကိုအရန်သဘောကြရတယ်။အဲခေါ်ခံရရန်သဘောကြရတယ်။ဒါပေမဲ့အဲ့ဟာပြောပြလို့မရဘူး spy ဖြစ်နေတော့တကယ်လို့ရုပ်ရှင်သာတင်ခဲ့ရပြီဆိုရင်ဒီအဲ့ nickname လေးကိုအဲခေါ်ခံချင်တယ်ပေါ့နော်။ အဲအတွေ့အကြုံကတော့တီမီရိုကဒီကားကဟော်ရာအမျိုးအစားဖြစ်တဲ့ဖြစ်တဲ့အတွက်အညပိုင်းမိုးထုတ်တဲ့ချိန်မှာစရရများတယ်အဲတီမီရိုမမက်ရရဆိုရင်ဒီလိုညနေ3နာရီလောက်ကနေ shooting ခေါ်လိုက်တာနောက်နေ့မနက် 17နာရီ17နာရီအထိရောက်သွားရပါတော့တညလုံးလည်းရိုက်ခဲ့ရတယ်ဆိုတော့အဲ့လိုအမတ်တရားရရှိရပြီးတော့ပြင်ထားပြီးမှကိုယ့်အလက်မရောက်လို့မရိုက်လိုက်ရတဲ့ရက်တွေလည်းရှိရဆိုတော့အမတ်တရားရအများကြီးပဲအဲဒီကားဒရက်တီပေးဆက်ထားတာလည်းများရဲ့ skin နေအဲအများကြီးပဲအဲတော့တကယ်ထွက်လာတဲ့ခါကြလို့ရှိရင် အားပေးပါအောင်လို့တကယ်ဟိုလိုဗီဒီယိုကလစ်လေးစိတ်ထားရအများကြီးပေါ့နော်ရုံတင်ခွင့်ရရဆိုအဲ့ဒါရန်တင်ခြင်းလေးတရရန်တွေ့ပြရတရရန်တွေ့ခွင့်ရလားဆိုတော့ကြည့်မှတိမှာပဲအဲတရရအဲ့လိုဒီတိုင်းနင်းထိုင်နေတော့မကြောက်ဘူးဒါပေမဲ့ချောက်တယ်လို့ခံစားရပြီဆိုရင်တော့ကြောက်သွားအချောက်ခံရတယ်ပေါ့နော်အဲ့လိုချိန်တော့ကြောက်တတ်တယ်ကြိုင်းပုံမှန်တော့အဲမကြောက်ပါဘူးအဲရဲကြောင့်ပြောရအောင် အဲ့ရတော့မျိုးစုံ၆ခန့်ဟာမူတယ်။ဘာလို့ဆိုတော့တိဘက်ကအဲတိဘက် tourism ကပေါ့နော်။ကျောင်းအ second year လောက်မှာနေပြီးတော့မှသွားပြီးတော့တလားပဲရှိပြဲ volunteer သွားလုပ်ရတဲ့အခါမျိုးရှိတယ်။ဆိုတော့အဲ့လိုချိန်မျိုးမှာအဲတွေ့ကြုံရတာပေါ့နော်။အဲ့လိုအခန်းထဲမှာသူကဒီမှာပဲနေတာအရင်ကြနေဖြစ်တဲ့အတွက်အဲလှုပ်တိုင်းကလေးမတက်တာရေရေလောင်းတာရေဝုန်းနိုင်ကျရာရေလူကောင်ကြီးတော့တိမမြင်ဘူး ဒါပေမဲ့အဲ့လိုမျိုးကြီးဂျုံခဲ့ဘူးတယ်အဲပြီးလို့ရှိရင် theory ရဲ့တူမလေးပေါ့ငငယ်လေး तू ကအပြင်မှာကစားပြီးတော့အဲ့လိုလက်ပြကတ်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးသူနဲ့တူတူအိတ်တဲ့အချိန်မှာသူအဲ့လိုမျိုးဖြစ်တာကိုမြင်ဖို့ရဲအဲ့ကဲတေးရတခြားတစိမ့်တယောက်နဲ့ဆိုရင်ဟိုနည်းနည်းမအိတ်ရဲခါနည်းနည်းဝင်သွားတာပေါ့နော်အဲ့လို normal မဟုတ်တဲ့အိမ်နေရာမျိုးမြင်မြင်ဘူးထားတော့လေဆိုတော့အဲ့လိုမျိုးလေးတော့ကြုံခဲ့ဘူးပါ။ကြည့်ရလဲဆိုတော့ तू ကအဲ့လို तू တေးရှူလာတယ် तू စော့ပြီးလာတယ်အဲဒီမောင်ကြီးရိုးအချိန်ဖြစ်နေတော့ तू အိတ်ချင်လို့တဲ့အဲ့လိုခင်အခန်းထဲဝင်သွားတယ်မနာမီ35မိနစ်20လောက်မှာတီးအိတ်အခန်းထဲကိုလိုက်ဝင်လိုက်တာအဲ့ချိန်မှာ तू ကအဲ့လိုတွန့်လိန်နေတော့တွန့်လိန်ပြီးတော့သူဆောင်းကတပတ်ဆောင်းလေးပပလေးလေးသူတကိုယ်လုံးရစ်ပတ်နေတယ်ဗျာ ရှစ်ပတ်ပြီးတော့သူအဲ့လိုမျိုးအဲ့လိုမျိုးကြည်နေပါအဲ့လေတရားလေဖြစ်စစ်ဘာဖြစ်နေရလဲဖြစ်စစ်ဘာဖြစ်နေရလဲပေါ့နော်တောက်ခွဲချိန်မှာလုံးဝ normal မဟုတ်ဘူးစအရင်တိတာနေအချိန်မှာတေးရလဲတေးရခိုက်ဆံမှာလဲရှိရဆိုဆံမလို့ဆံမလေးတေးလာရောအဘာမပြောဒါဖြစ်တဲ့တယ်ပေါ့နော်ဒါကလေးဆိုဖြစ်တဲ့တယ်အဲ့ပြီးတော့သူတို့ကအဲ့လိုပရင်းပေါက်တရားလဲဖွင့်ထားရလဲပါတယ်အဲ့ဘက်မှာညောင်ပင်နေတော့ညောင်ကိုင်းခက်တရားလဲအဲ့လိုမျိုးကူးနေတယ်လို့မျိုးဖြစ်နေရပါတော့ဆိုတော့ကလေးတယောက်မှာအဲ့လိုမျိုးသူ့ ူးထူးဆန်းဆန်းကြီးကိုတည့်ရမြင်လိုက်ရတဲ့မျိုးလုံးတွေပါလေအဲ့လိုရဲပြီးတော့လေအဲ့လိုမျိုးဖြစ်နေရမြင်ဘူးတာဆိုတော့အဲ့ကနေစပြီးတော့တူမလေးလဲတူမလေးတူတူအဲ့လိုရှင်ကြောက်အဲ့လိုလေးတော့ဖြစ်သွားတယ်လောလောလောလုံနိုးပြီးတော့ရေမန်းနေရေမန်းနေလှုပ်ပေးပြီးတော့သူ့သူ့ကိုမေးတဲ့အချိန်မှာတော့သူ့သူ့ဒီနေရာလေးကိုသူကြည့်နေတာဒါပဲတူမကမသိအဲ့လို အဲ့တခုခုတော့ဝင်ပူးသွားတာထင်တယ်ဟုတ်လို့လေတွန့်လိန်များဆိုတော့မသိဘာဖြစ်မလဲတော့မပြောအာတေးရိုးဒီကောက်ရိုက်ထားဆိုတော့နှစ်နှစ်ကြာပြီပေါ့နော်နှစ်နှစ်ကြာကာလမှာအခုယုံတင်မယ်ဆဲချိန်မှာတိလေအိမ်မက်မက်နေတယ်လို့ပဲတိလားအဲ့လိုဘာလို့လို့လောမသိကြောင်စီစီဖြစ်နေလား တဲ့ဘာဘာဘယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘာတင်းရမလဲဘာလုပ်ရမလဲပေါ့နော်အဲအခုလေးမှ step by step ဒါလုပ်မယ်ဒါပြင်ဆင်မယ်ဒါအိမ်ချုပ်မယ်ဒီလိုအကြောင်းအရာလေးပြောမယ်ပေါ့နော်ပြန်ပြီးတော့ remind ပြန်ခေါ်ပြီးပြန်လုပ်မယ်ရုပ်ရှင်အနေနဲ့တော့တတိယဒါတရားဒါပြောမယ်ဆိုရုပ်ရှင်ကားကြီးအနေနဲ့ဒါဒုတိယမြောက်ကားတရားပထမကားလေးရလေအဲ့လိုပဲယုံတင်ခွင့်မရနိုင်ဘူးဆိုတော့အဲဒီကားလေးရတမျောလင်းရဆုံးပေါ့နော်အဲတရားတရုပ်ဆောင်မှုအနေနဲ့ရောပြိတ္တအနေနဲ့တီးကိုမြင်ရမဲ့ platform လေးတစ်ခုအနေနဲ့ပေါ့နော်အဲ့လိုမြင်ရမဲ့ခွင့်ရင်းလေးတစ်ခုပေါ့ဆိုတော့ဆိုရင်စိတ်တွေများတာအဲ့လိုမျိုးတစ်ခါကြီးကြောက်လဲအော်ဟိုခိုင်ကြလဲအော်အခွင့်ရင်းရလာတဲ့ခါမှလဲလေဟာငါဒါတွေလုတ်ဖို့ဖြစ်တည်လာအဲ coffee ကနေရမ်းနေလွန်ခဲ့ခိုင်ကြောက်လဲအော်ကိုတင်သားတော့မဖြစ်တဲ့ခါကြောက်လဲ အော်ငါနဲ့ငါ over confident နေတယ်ခင်ရရတခါလေးကြာရင်လဲဟိုစိတ်စိတ်မြိုက်လာတဲ့ခါရှိသလိုခါလေးလဲကိုယ်ချော်နေရတယ်လဲရှိရပေါ့နော်ဆိုတော့မှန်တိုင်းမှန်တိပြကျဲပါရဲ့ရုပ်ရှင်ရဲ့ကျဲသူများကခင်ရစေခုမှာဆိုတိရတခုလောက်ပဲရတယ်ဆိုတော့အဲ့ဟာကိုအကောင်ဆုံးသိဥဆောင်တယ်အကောင်ဆုံးစ조사တယ်အဲ့ဒါပါဟုတ်တိရအနေနဲ့ဒီရုပ်ရှင်ကားကြီးကဟိုလူငယ်တွေအသုံးခွန်ဆိုင်조사ထားတဲ့ကားလေးဖြစ်တယ်ပြန်မပြောရကားလေးက horror လူငယ်တွေလည်းကြိုက်မယ်လူကြီးတွေလည်းကြိုက်မယ်ဘာလို့လဲဆိုတော့မတူညီရဲ့ taste အရသာတွေရမယ်ဆိုတော့သူတို့ကအမခံနိုင်ပါတယ်အဲသူတို့ first story လေးဆိုရင်လည်း romance လေးပါမယ် horror လေးလည်းပါမယ်ဆိုတော့လုံးဝမအိတ်ချင်မဲနဲ့အဲ့လို အရင်ကြည့်လို့ကောင်းမဲ့ကားလေးဆိုတော့ဒီကအမခံနိုင်ပါတယ်အဲ့တော့တောက်ကြနေစနေတနင်္ဂနွေနိုဝင်ဘာ9ရက်နေ့နေစပြီးတော့အဲဒီချိန်တစ်ခါလောက်လာကြည့်ပေးပါပြန်မပြောရဆိုရဲကားလေးကိုစိတ်နဲ့တက်တယ်ဆိုရဲလက်စစ်ကမ်းပြီးတော့ပြန်ပြောပေးစေချင်ပါတယ်ဘာလို့လဲဆိုတော့တိရုပ်ကားလေးက3ရက်မှလူဝင်မှသာနောက်ဆက်ပြခွင့်ရမှာပေါ့နော်တိရုပ်ဒီရက်ကိုနှစ်နှစ်တိတိစောင့်ထားရတာဆိုတော့အဲစူးစမ်းပြီးတော့လာကြည့်ပေးဖို့မြစ်တရက်ခံပါတယ်လို့